င်္ဂလာပါရှင်တန်လင်တိုင်းရဲ့ဒီနေ့တာနောက်ဆုံးရသတင်းများစုစည်းမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်မအချီလီပါဒီကနေ့2025ခုနှစ်မေလ23ရက်နေ့အတွက် တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီပရင်စာတင်ကြောင်းဘုံမကျဲခဲ့ဘူးလို့စစ်တပ်လိန်လေဝါဒဖြန့်တဲ့သတင်းအပြစ်ရထားပေးမယ်နောင်ချိုနဲ့မိုင်းငေါမျိုးကိုစစ်ကောင်စီဆက်လက်တိုက်ခိုက်နေတဲ့သတင်းစစ်ကောင်စီတပ်သားတအူး KNL ထံလက်နက်ချအလင်းဝင်တဲ့သတင်းအပါအဝင် နိုင်ငံတကာသတင်းမှာတော့ ICC မှာအဖမ်းခံထားရတဲ့ဒူတာတီးဟာမြို့တော်ဝင်ရွေးကောက်ပွဲမှာအနိုင်ရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဒီပင်းမြို့နယ်အိုထိန်တွင်ကျေးရွာစာတင်ကျောင်းကိုလေကျောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမရှိဘူးလို့စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေနဲ့ရုပ်သံတွေမှာလိမ်လည်ငင်းချက်ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီကတော့သူတို့တပ်ဖွဲ့ဝင်တွေဟာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေနဲ့စီရေးပြတ်မှတ်မဟုတ်တဲ့နေရာတွေကိုဘုံကျဲတက်ခိုက်တာမရှိဘူးလို့ဒီပဲရင်စာတင်ချောင်းဘုံကျဲမှုအပေါ်ငင်းချက်ထုတ်ပြန်လာတာပါဒီပဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတော့မနစ်မနက်ပိုင်းမှာအိုထင်းတွင်ကြေးရွာစာတင်ချောင်းကိုလေရင်နဲ့ဘုံကျဲခံရတာကြောင့်သေဆုံးသူ22ဦးဒဏ်ရာရသူ60ကျော်အထိမြင့်တက်လာတယ်လို့ထုတ်ပြန်ထားပါတယ်တေဆုံးသူအများစုဟာចောင်းသူចောင်းသားကလေးငယ်တွေအများဆုံးပါဝင်ပြီးသူတို့ကိုတော့မနေ့ကညနေပိုင်းမှာမြေမြုပ်တချို့ခဲ့တယ်လို့ဆိုပါတယ် တနင်္လာနေ့ကစကားပြောခွင့်ရခဲ့တဲ့ဒေသခံ၃ဦးကလည်းစစ်ကောင်စီတပ်ဟာတိုက်ပွဲမရှိဘဲအိုထင်းတွင်ကျေးရွာစာတင်ကျောင်းပေါ်တက်တဲ့ပေါင်900ဘုံကျဲချသွားခဲ့တာဖြစ်ပြီးကျောင်းဖွင့်ချိန်ဖြစ်လို့ထိခိုက်ဒေဆုံးမှုများပြားခဲ့တာဖြစ်တယ်လို့ဆိုကြပါရစေ။ဘုံကျဲခံရတဲ့စာတင်ကျောင်းဟာမြို့သားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနလက်အောက်ခံကြားကာလပညာရေးကျောင်းတစ်ကျောင်းဖြစ်ပြီးအညာဒေသမှာတော့စည်ရေးအခြေအနေတွေကြောင့်စာတင်ကျောင်းဖွင့်လို့အချိန်မတူကြဘူးလို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါရစေ။ တောင်မြသားလူမျိုးရေးတက်မတော် TNL ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်မိုင်းငေါ်မြို့မှာတိုက်ပွဲရှိပဲနဲ့စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုဆက်လက်လှုပ်ဆောင်နေတယ်လို့ TNL ကမေလ7ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အင်မီကတင်ဆက်ပေးထားပါတယ်။ပြီးခဲ့တဲ့မေလ7ရက်နေ့နေ့လယ်2နာရီချိန်ခန့်မှာစစ်ကောင်စီတပ်ဟာတိုက်ပွဲမရှိပဲနောင်ချုံမြို့နယ်ရှိ တောင်တက်မတော် PSNS TNL ရှိရာရာပင်ကြီးရွာနီးတစ်ဝိုက်ကိုလက်နက်ကြီးနဲ့လေးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အလားတူမေ12ရက်နေ့ည9:00နာရီခွဲချိန်ကမှလဲမိုင်းငေါ်မြို့တာလုံရက်ွက်ရှိစာတင်ကျောင်းဤကိုစစ်ကောင်စီကဂျက်ဖိုက်တာလေးနဲ့ဘုံသုံးလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ TNN ကဆိုပါတယ်။ညီနောင်မဟာမိတ်သုံးဘွဲ့မှငလင်တန်တဲ့ပြည်သူတွေကိုလူသားချင်းစာနာမှုကူညီရေးဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာဒိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ပဲတစ်ဖက်သက်အပြည့်ရဲ့ကာလအာနောက်ထပ်တစ်လတက်တန်းတိုးထားတယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။ တစ်ဖက်မှာလည်းစစ်ကောင်စီတပ်ဟာမေလ6ရက်နေ့မှ31ရက်နေ့ထိပြစ်ခတ်ရဆေးရေးတပ်တန်းတလထတ်တိုးထားပြီးမဲ့တောင်ပြည်မှာမြေပြင်ထိုးစစ်ဆင်တာလက်နေကြီးပြစ်ခတ်တာဒရုန်းနဲ့နေကြောင်းနဲ့နေ့စဉ်ပြစ်ခတ်တိုက်ခိုက်နေပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေနေ့စဉ်ရှိနေတာကြောင့်ဒေကြောင်းဒရုန်းလက်နေကြီးပြစ်ခတ်တိုက်ခိုက်မှုရံမှာရှောင်ရှားနိုင်ဖို့စီးရီးတတိအမြဲရှိကြဖို့တိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့မေလ10ရက်နေ့ကလည်းနောင်ချိုမြို့ဘူတာရက်ွက်မှာ စစ်ကောင်စီရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်နေအိမ်၃လုံးနဲ့ကားစီးပျက်စီးခဲ့တယ်လို့သိရပါတယ်။ပဲခူးတိုင်းမုံမြို့နယ်မှာစစ်ကောင်စီတပ်သားတအူခင်မျိုးသားလူမျိုးရေးတပ်မတော် KNL ထံလက်နက်ချအလင်းဝင်ခဲ့တယ်လို့ခင်မျိုးသားစီယုံ KNU ဗဟိုကမေလ၁၂ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့ယွန်းကြည်ပြားကပြောပြပေးမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့အမှတ်၄39ချင်းမြန်တန်ရင်းကတပ်သားတောင်ဟာ MA 11တန်ရတဲ့လန်ကြီးပေါင်း၃ခုကြီးအောင်တရားနဲ့အတူ KNL တန်ရင်း၈ထံလက်နက်ချအလဲဝင်လာခဲ့တာပါလက်နက်ချအလဲဝင်လာတဲ့တပ်သားတောင်ဟာအရင်က YBS ကောင်မောင်တမားတို့ဖြစ်ပြီး ူရဲ့ဆန္ဒမပါပဲစစ်မှုထမ်းဖို့မတရားဖမ်းဆီးစေခိုင်းခံရသူဖြစ်တယ်လို့ဆိုပါတယ်။အလင်းဝင်လာတဲ့တပ်သားတအောင်ကို KNU မုံမြို့နယ်နဲ့ KNL တရင်ရှိကစုဝေချက်၁၀သိန်းချင်းမြင်ပေးရခဲ့ပြီးဂျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းအလင်းဝင်ကြဖို့ KNU ကတိုက်တွန်းထားပါတယ်။အမေသားညီညွတ်ရေးအစိုးရအငူကြီးရဲ့အချက်အလက်တွေအရအာနာသိန်းကာလာတွင်စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်၁၆၀၀ထံမှနေပြည်သူ့ရင်ဝင်တန်းခိုးလုံထားပါတယ်။ ICC မှာအဖမ်းခံထားရတဲ့ဒူတာတီမြို့တော်ဝင်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပါတယ်။ဒီသတင်းကိုတော့မိုင်းတွေကတင်ဆက်ပေးပါမယ်ရှင်။လူထောင်နဲ့ချီတည်ဆုံးခဲ့တဲ့မိုးရေစေဝါနှင်းနှင်းမှုနဲ့ပတ်သက်လို့တဟိမြို့နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC မှာဖမ်းဆီးခံထားရတဲ့ဖိလစ်ပိုင်တမရဟောင်းရိုဒရီကိုဒူတာတီဟာသူ့မိသားစုရဲ့အမာခံနယ်မြေဒါဘောင်မြို့ရဲ့မြို့တော်ဝင်ရွေးကောက်ပွဲမှာအနိုင်ရရှိကြောင်းစောစောထွက်ပေါ်လာတဲ့ဒစီတပိုင်းရလက်တွေကဖော်ပြနေပါသည်။ သူ့ရဲ့တစ္ဆာအရှိဆုံးလက်ထောက်နှစ်ယောက်ဖြစ်တဲ့တူလာအောင်မှာကာလာရှိတာဝန်ထမ်းဆောင်ခဲ့သူခရစ်စတိုဖာဖွန်ဂိုးနဲ့မွေးဆွေးဝါးနှိမ့်နှင်းမှုတွေကိုဦးဆောင်ခဲ့သူရဲချုပ်ဟောင်းရိုနယ်ဗာတိုဒယ်လာရိုစာတို့လွှတ်တော်မှာပြန်ပြီးတော့ရွေးကောက်ခံခဲ့ရပါတယ်။တမရဟောင်းဒူတာဒီနဲ့လက်ရှိတမရမာကိုစမီသားစုကြားတင်းမာမှုတွေကြီးစိုးထားခဲ့တဲ့ဂျားဖြက်ရွေးကောက်ပွဲမှာမျှော်လင့်မထားတဲ့ရလဒ်တချို့လည်းထွက်ပေါ်လာခဲ့ပါတယ်။မဲဆက်လက်ရည်တွက်နေချိန်မှာဒူတာတီရဲ့သမီးဒူးသမရဆာရာဒူတာတီရဲ့ကံကြမ္မာက မရေမရာဖြစ်နေပါသည်2028သမရရွေးကောက်ပွဲဝင်ပြိုင်မယ်လို့အများမျှော်လင့်ထားတဲ့ဆာရာဒူတာတေးဟာအထက်လွှတ်တော်ဂျူရီအဖွဲ့ကသူ့ကိုဆွဆွဲပြစ်တင်ဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်နိုင်ငံရေးလောကကနေတားမြစ်ခံရနိုင်တဲ့အန်ဒီယန်နဲ့ရင်ဆိုင်နေရပါသည်ဒေတာဆိုင်ရာအရာရှိတွေကနေအုပ်ချုပ်ရေးမှုတွေလွှတ်တော်အမတ်နေရာတွေအထိနေရာပေါင်း18000တောင်အတွက်ရှင်ပြန်ရတဲ့ဂျားဖြတ်ရွေးကောက်ပွဲဟာသူ့ရဲ့ထောက်ခံသူတွေနဲ့သူ့ရဲ့တခါကမားမဖြစ်ခဲ့ဘူးတဲ့ တမရမာကိုစ်ရဲ့ထောက်ခံသူတွေကြားဂျာကန်စစ်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။သူတို့မိသားစုတွေကိုထောက်ခံကြတဲ့ကိုယ်စားလှယ်လောင်းတွေထိတ်တိုက်တွေ့နေကြပြီးဆာရာဒူတာတီးဆွဆွဲဖြစ်တယ်မခံရရေးဒူတာတီးမိသားစုကအမတ်နေရာ9နေရာအထိရဖို့ကြိုးပမ်းနေပါတယ်။ဒါပေမဲ့မဲ68ရာခိုင်နှုန်းအထိရေတွက်ပြီးချိန်မှာတရားဝင်မဟုတ်တဲ့ရလက်တွေရအခြေအနေကရှင်းရှင်းလင်းလင်းဖြစ်ပလာသေးပါဘူး။မာကိုစ်ကိုထောက်ခံတဲ့ကိုယ်စားလှယ်လောင်းတွေကလည်းအခြေအနေကောင်းမှုမပေါ်ပဲတယောက်တည်းကပဲထိတ်တန်းငါးဦးစီးရဲမှာပါဝင်နေပါတယ်။ ထိတ်တန်း၅နေရာမှာဒူတာတေးကိုထောက်ခံတဲ့ကိုယ်စားလှယ်2ဦးနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောက်2ဦးပါဝင်နေပါတယ်ဒီအချိန်မှာနိုင်ငံပြည်ထနာတွေကြုံနေရတဲ့ဒုသမရဟာလူကျက်များနေစေဖြစ်ပြီးတော့လက်ရှိသမရတက်တန်းဟာ2028ခုနှစ်မှာအကုန်ဆုံးမှာဖြစ်ပါတယ်အသက်80ရှိပြီဖြစ်တဲ့ဒူတာတေးကိုနိုင်ငံတကာရာဇဝတ်မှုတရားရုံးကဖမ်းဆီးထားပေမဲ့သူဟာမွေးရမြို့မှာ ထောက်ခံမှုအခိုင်အမာရရှိထားစေဖြစ်ပါတယ် တနင်္လာနေ့နောက်ဆုံးရသတင်းစုစည်းမှု podcast အစီအစဉ်ကိုတော့အပတ်စဉ်အင်ကသာသာပရိစနေနေ့ညနေ6:00နာရီအချိန်တိုင်းမှာနှာတော်တာဆင်နိုင်ပါတယ်။တနင်္လာနေ့သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X တနင်္လာနေ့ website စာမျက်နှာနဲ့တနင်္လာ application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။တနင်္လာနေ့နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနှာတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။